hello အားလုံးပဲမြင်ကြတော့ပါ United show ကနေကြိုဆိုပါတယ်ဆိုတော့နီးပြဖြစ်တဲ့ဒါအမ်ဘူရင်ကတော့ကျွန်တော်တို့ဒီမနက်ဖြန်မှာရှင်ပိုင်ကစားမဲ့ ဘရန်ဖိုးနဲ့ပွဲစဉ်တွေပေါ့နော်ဒါတင်းစားရှင်းလင်းပွဲတွေကျွန်တော်တို့လောက်ထားတယ်ညီပြကတော့ဒီထဲမှာဆိုလို့ရှိရင်အပြောင်းလဲတွေနဲ့ပတ်သက်ပြီးတော့သူပြောလာတာတွေကျွန်တော်ရှိတယ်ချုပ်စားမာရီယာ injury ပြဿနာတွေထိခိုက်ဖို့နီးစက်လာပြီးဖြစ်တဲ့၃လို့နော်ကျွန်တော်တတိယ၃ဝမ်းမဲ့စားမာရီရှိတယ်ဆိုပြီးတော့ပြောထားတဲ့လေးတွေကျွန်တော်ရှိတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားရအောင်ပါဆိုတော့ပွဲကြိုတုံးသက်ချက်ကတော့ဒီနေ့ညနေမှာကျွန်တော်တင်ပေးသွားပါမယ်ဒီမတိုင်ခင်မှာကြားထဲမှာရထားတဲ့တင်းတွေကိုလည်းကျွန်တော်ဒါတင်ပေးသွားဖို့တော့ရှိတယ်ပေါ့နော်ဆက်ပထမဆုံးအနေနဲ့ဒီ တိတိတတ်တာဆိုလိုပဲပေါ့နော်ပရီးမီးယားလိရလက်တွေကမကောင်းဘဲနဲ့ယူရိုပါလိရလက်တွေကြီးပဲကောင်းနေတယ်ဒါဟာဘာလို့လဲပေါ့ဘာကြောင့်ပရီးမီးယားလိရလက်တွေမကောင်းရသလဲပေါ့ဒီပြကတော့ဒါကဘယ်လိုပြောမလဲအသင်းတွေဒီချိန်မှာတော့ခက်ခဲတယ်ပေါ့နော်ဟိုဒီနှစ်တိဒီကလပ်တိဒီပြိုင်ပွဲနှစ်ခုကြားထဲမှာကိုအသင်းရဲ့ခြေသွမ်းတွေဘာကြောင့်ကွာခြားမှုတွေရှိသွားသလဲဆိုတာတိတိကျကျခွဲခြားကြည့်ဖို့ကတော့လက်ရှိအချိန်ကအင်မတန်ခရင်လွန်းနေပေါ့ကိုရဲ့လောက်ရတဲ့အတိုင်းဆုံးဖြတ်ချက်တိုင်းရဲ့နောက်မှာတောင်းယူရမယ်ဆိုတာမျိုးက သူတိထားပြီးမယ်လေလို့ဒီချိန်မှာတော့တချို့လူရက်တွေအတွက်ကျွန်တော်တို့သာစွန့်စားမယ့်အရာတွေရှိနေတယ်ပေါ့နော်ဟိုထားပါတော့နေရာတနေရာအတွက်နောက်ထပ်ဖြည့်ကစားပေးနိုင်မယ့်ကစားမားတွေမရှိတော့ဘူးဆိုလို့ရှိရင်တခြားကစားမားတစ်ယောက်နဲ့ကျွန်တော်တို့သာစွန့်စားပြီးတော့တုံဆွဲရမယ့်အခြေအနေမျိုးတွေကျွန်တော်ရောက်လာတာတွေရှိတယ်ဥမာထားပါတော့မာဇရာဝီဆိုလို့ရှိရင်ပေါ့နော်ဒီပွဲဒါဘရန်ဖုန်းနဲ့ပွဲစဉ်သူလုံးဝဝင်ကစားနိုင်မှာမဟုတ်ဘူးပေါ့ သူကဒဏ်ရာရဖို့เนาะအချီနီနဲ့တော်တော်လေးကိုနီးစက်နေတယ်ကျွန်တော်မာစတာဘီကိုအနာပီးမှရမယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်ဟိုလက်ရှိဒီအချီနီခြေသွမ်းရပြိုင်ပွဲနှစ်ခုမှာကွာဟနေတဲ့အချီနီတွေကိုကင်တွယ်ဖြည့်ရှင်းဖို့အတွက်ကျွန်တော်အနေနဲ့ဒီအကောင်းဆုံးပုံစံနဲ့ကစားသွားမယ်ဒါအပြင် injury ပြဿနာတွေဘာတွေထိခိုက်မှာဆိုလို့အနာပီးထားရတဲ့ကစားမားတွေနေရာမှာလည်း ဒါအကောင်းဆုံးကစားမတစ်ယောက်နဲ့အသင့်တော်ဆုံးသူတစ်ယောက်နဲ့အစားထိုးပြီးတော့အကောင်းဆုံးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်တို့ဒီကင်တွယ်ဖို့အတွက်ကြိုးပမ်းသွားမယ်ပေါ့ဒီအမြဲတမ်းရလက်တွေကောင်းတဲ့ပေါ့ဒီရလက်ကောင်းတွေအမြဲတမ်းရဖို့ performance ကောင်းတွေအမြဲတမ်းပြဖို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့နေတဲ့ဒီလူလားပြီးမဲ့လေလို့ပေါ့ဗျာတချို့နေရာတွေကကျွန်တော်တို့ကျွန်တော်တို့ဒါအခုချိန်အချိန်ကြီးရနားလည်ရမယ့်အရာတွေခက်ခဲနေတဲ့အရာတွေဆိုတော့ကျွန်တော်ရှိနေတယ်ပေါ့ ဟိုကျွန်တော်တို့ရဲ့အာယုံဆက်မှုကတော့ရှင်းနေပေါ့နော်ပြိုင်ပွဲတိုင်းကိုအကောင်းဆုံးနဲ့ဒါဟိုလျော်လုံးပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်ကစားနိုင်ကြဖို့ပဲပေါ့တို့လည်းပဲဒါဟာပြောဖို့တော့လွယ်တော့လွယ်ပြီမဲ့လေလက်ရှိအချိန်မှာတော့လုပ်ဖို့ခဲနေသေးတဲ့အရာဖြစ်တယ်ပေါ့နော်ဒါကိုသူပြောထားတယ်ဆိုတော့ဒီညမှာစိတ်ပူတာကကျွန်တော်အဲ့ဒါပဲဒီကိုဓာတ်လို့လည်းပဲအဲ့ဒါကြောင့် injury ပြဿနာခြုံသွားတာဒါလို့ဆိုလို့ရှိရင်လည်းပွဲဆက်တွေကျွန်တော်အများကြီး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 ကစားရတယ် injury ပြဿနာခြုံသွားရတယ် အာမက်ဒီယာလိုလို့ဆိုလို့ရှိရင်လည်းပွဲတွေအများကြီးကစားခဲ့ရပြီးတော့ injury ပြဿနာကြုံသွားတယ်။နော်ဆိုတော့ဒီ Lisandro Martinez လည်းပဲအတူတူပဲ။နော်ဆိုတော့အခုလက်ရှိကျွန်တော်နေနဲ့ Mazdawi ဆိုလို့ရှိရင်လည်းသူဥပမာပေးလာပြီ။ Mazdawi က injury ပြဿနာကြုံရဖို့တော်တော်လေးကိုနှီးဆက်နေပြီပေါ့။နော်နှီးဆက်နေပြီဆိုတော့ကျွန်တော်တို့ဒီ brand phone နဲ့ပွဲစီမှာသူထည့်ကစားလို့မဖြစ်ဘူး။အနားပေးရမယ်ပေါ့နော်။ Mazdawi ကိုကျွန်တော်တို့ဒီဒုတိယကြော့ဘီဘာအိုနဲ့ကစားမဲ့ပွဲမှာလွဲလို့ကျွန်တော်မဖြစ်ဘူး။ လွဲလို့မဖြစ်ဘူးဒါလော့ကောမာစတာဝီကောလွဲမယ်ဆိုလို့ရှိရင်တော့ပက်ထရစ်ဒူဂူရုနဲ့ဝင်းဘက်မှာအဆင်မပြေသလို right center ဘက်မှာလည်းကစားနိုင်မယ်သူကအဆင်မပြေဘူးအခုလင်းနီလော့ကစားသွားတာကျွန်တော်ကြည့်ပါလားဘလို့မှမအဆင်မပြေတာအာမက်ဒီယာလိုပြန်လာလို့ဝင်းဘက်မှာငါတို့ထားကစားလိုက်မယ်ဆိုရင်ပြဿနာမရှိနိုင်ပြီမဲ့ပေါ့နော် right center ဘက်ဒီဘာဒီမှာကျွန်တော်ကျွန်တော်လိုလာပြီဒီမှာဒါကြောင့်ကျွန်တော်ကတော့ဒီ Harry Maguire ကိုဒီဘွဲ့မှာအနာပေးလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်လို့ပဲ Master V ကိုလည်းဒီဘွဲ့မှာနှိပြကအနာပေးဖို့ကျွန်တော်မျှော်လင့်တယ် ဒီပွဲကတိတ်ပြီးတော့ကိုအတင်းအတွက်ဘာမှတက်ရောက်မှုအများကြီးမရှိနိုင်တော့ဘူးဒါနိုင်ပွဲရရင်တော့ကောင်းတာပေါ့လေနိုင်ပွဲရရင်တော့ကောင်းတာပေါ့သို့တော်လည်းပဲအေးနိုင်ပွဲရဖို့ဆိုလို့ရှိရင်ကိုအတင်းရအကောင်းဆုံးပါဆိုတဲ့လူစင်းနဲ့ရှိမယ်ကစားရမှာကျွန်တော်အဲ့ဒါပြီးတာနဲ့ကြားတယ်၃ရက်လောက်နားပြီးပြီဆိုတာနဲ့တခြားကျွန်တော်အနေနဲ့ဒီယူရိုပါလေးအရေးကြီးတဲ့ဒုတိယအကြောက်ကိုကျွန်တော်ရှိမယ်ကစားရမှာဒါဟာအတင်းအတွက်စိန်ခုံမှုကကြီးလွန်ပြီးတော့ဟိုဘယ်လိုပြောမလဲရလက်ချင်းပေါ့နော်ဒီကျွန်တော်အဆင်မပြေဘူး အဆင်မပြေဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုယ့်အတွက်ပူပြီးတော့အကျိုးရှိမဲ့ပူပြီးတော့အခြေအနေတွေကိုပြောင်းလဲနိုင်မဲ့ဒီယူရိုပါလိကိုကစားတာပဲကောင်းတယ်လူစင်းအပြည့်နေကကျွန်တော်တို့ဒီ brand phone နဲ့ပွဲမှာတော့အတိုင်းအတာတစ်ခုဒီအနာပေးလာနိုင်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်။ဆိုတော့အတင်းမှာနော် Armand Diallo ပြန်လာပြီပေါ့ဒီပေါ်မှာအချိန်နေဘလို့ရှိလဲပေါ့။နီးပြကတော့ Armand တန်ရရသွားတော့ငါဆိုလို့ရှိရင်အတင်းမှာပေါ့နော် attacking pattern တွေဘာတွေပိုင်းမှာကောအကုန်လုံးအချိန်နေအားလုံးကိုဖန်တီးပေးနေတဲ့ကစားမတယောက်ဖြစ်တဲ့အတွက်အင်မတန်ကိုခဲယဉ်ခဲ့တယ်ပေါ့။သူတန်ရရသွားတော့ငါဆိုလို့ရှိရင် ဒါကြောင့်ဒီလိုကစားမမျိုးတွေကိုကျွန်တော်ဒါပွဲတွေအများကြီးရှိတဲ့အချိန်မှာဆုံးရှုံးလေးရတာကကိုရီတွက်တကယ်ခက်ခဲခဲ့တယ်အာမက်ဒီယာလိုတွက်ဆိုလို့ချင်းပိုလို့တောင်ခိင်းခဲ့သေးတယ်ပေါ့သူကိုယ်တိုင်က injury ပြဿနာကြုံခဲ့ရတာဆိုတော့သူအရင်ကောင်းနေတဲ့အချိန်မျက်ခင်းစိမ့်မှုမှာကျွန်တော်တို့နေပေါ့နော်အကောင်းဆုံးခြေသွမ်းပြနေတဲ့အချိန်မှာ injury ကြောင့်နားခဲ့ရတယ်ဆိုတော့အာမက်တွက်ကပိုတော်မှခံစားခက်သေးတယ်ပေါ့နော်ဒါပေမဲ့လည်းအခုလက်ရှိအာမက်ဒီယာလိုပြန်လာပြီနော်အာမက်ဒီယာလိုပြန်လာပြီဒါပေမဲ့လည်းလို့ပေါ့နော်အရင်တစ်ခါကစားသလိုမျိုးအာမက်က ဘယ်လိုပြောမလဲပေါက်ကွဲရကောင်းကောင်းနဲ့အခုချိန်မှာကစားနိုင်လိမ့်မယ်လို့ပေါ့နော်သူမထင်ဘူးပေါ့အဓိကတော့ဟိုဘယ်လိုပြောမလဲအင်ဂျူရီကနေပြီးတော့ပြန်တက်တလာတာမကြသေးတဲ့ပုံစံကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်ဒါပြင်သူနဲ့ကာနာချူကပေါ့နော်ဒါဘယ်လိုပြောမလဲတိတ်တူညီတဲ့ကစားမတွေမဟုတ်ဘူးပေါ့ playing style မတူကြဘူးနော် profile တူကောင်းတူလိမ့်မယ် playing style တွေဘာတွေမတူကြတဲ့ကစားမတွေပေါ့နော်ဆိုတော့ဟိုဘယ်တန်ကစားမတစ်ယောက်ဖြစ်တယ်လို့ပေါ့နော်တယောက်ချင်းရင်ဆိုင်တဲ့နေရာမှာဆိုလို့ရှိရင်လည်းအားသာချက်ကောင်းကောင်းရှိတဲ့အာမက်တီယာလို့ဖြစ်တယ်ပေါ့နော်အဲပြီးလို့ရှိရင်လည်းဒီလိုလုံနိုင်တဲ့ကစားမတွေ အာမက်လိုကစားနေတဲ့ကစားမကအတင်းမှမြန်မြန်ဆက်ဆက်ရှိတာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အာမက်ဒီယာလိုပြန်လာတာကတော့အတင်းတွေကအင်မတန်အရေးကြီးပြီးတော့ဒါဘယ်လိုပြောလဲနောက်ထပ်ပေါ့နော်။ကစားမဆင်းရည်နေတယ်မှာဆိုလို့ရင်ရွေးချယ်စရာအကောင်တစ်ခုရှိလာတယ်ပဲဆိုပြီးတော့သူပြောထားတယ်ကျွန်အာမက်နဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒါစိတ်ပူရတာပဲကျွန်တော်ကတော့ဒီပွဲမှာအာမက်ဒီယာလိုကိုသူမိနစ်နည်းနည်းလေးတော့ပြီးကစားလိုက်ဦးမယ်တော့ထင်တယ်ဒီဘယ်လိုပြောမလဲဒီထားပါတော့ဗျာဒုတိယပိုင်းဟိုတနေ့က ဟိုနဲ့ကစားသလိုနော်10မိနစ်လောက်ပြီးကစားလိုက်တာမျိုးလိုဘာလို့ကျွန်တော်လှုပ်သိနေပေါ့နော်ပွဲချိန်အပြည့်ကြီးတုံးတာမျိုးတော့မဖြစ်သင့်ဘူးလို့ထင်တယ်အကယ်လို့ပွဲထွက်လူစင်းကိုတုံးလာတယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့သူ့ကိုဒုတိယပိုင်းကြလို့ရှိရင်ပြန်ပြီးတော့လူစားလေးလိုက်တာမျိုးလေးဒါမြင်ရသင့်တယ်ဒါပေမဲ့လို့ပေါ့နော်ပထမပိုင်းမှာကျွန်တော်ထည့်လာသင့်တယ်လို့တော့ကျွန်တော်မထင်ဘူးထည့်လာလိမ့်မယ်လို့လည်းမထင်ဘူးနီးပြားတစ်ခုတော့ရှိပါတယ်เนาะကျွန်တော်ဒီဂျာယာပြည်တနာကနေပြီးတော့ပြန်လာလာချင်းကစားမားတွေကိုဟိုချက်ချင်းလက်ငင်းတော့ပွဲချိန်အပြည့်၃နေဆိုတာမျိုးကခက်ရှားရှားပေါ့နော် ။ဒါကြောင့်ကျွန်တော်မြင်တော့ဒုတိယပိုင်းကျမှပဲ10မိနစ်လောက်15မိနစ်လောက်အာမက်တီယာလိုကိုပေးကစားလိမ့်မယ်လို့ထင်တယ်။မီဆန်မောင်းတို့ဘာတို့ကိုပွဲထွက်လူစဉ်အပြစ်ကစားပေးရခြင်းမရှိသေးလို့ပဲပေါ့နော်။ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့အာမက်ကိုကျွန်တော်တို့သာဒီချိန်မှာ risk you လို့ခေါ်နေချင်မဟုတ်ပါဘူး။ကျွန်တော်တို့အရေးကြီးတဲ့ဒုတိယကြောက်ကျွန်တော် Europa League semi final နဲ့ကျွန်တော်ရှိနေတယ်ဆိုတော့ပေါ့နော်။ဆိုတော့ဒါဒါအပြင်ဟိုသူကတော့လက်ရှိခြေသွမ်းကောင်းနေပြန်ပြနေတယ်ပေါ့နော်။ Casemiro နဲ့ပတ်သက်ပြီးတော့ပြောထားတယ် ကက်စမဲရိုကတော့ဗောနောအများကြီးတိုးတက်လာတဲ့ကစားမလို့သူထင်နေပေါ့ဘလူးကစားလဲဆိုတာတွေမဟုတ်ဖင်းနေဗောနောဟိုထားပါတော့အရင်ကလိုမျိုးဗောနောအတူဘလူးပြန်ပြီးတော့ပြေးတယ်လေဘလူးပြန်ပြီးတော့ရော်ကာဘာလောက်တယ်လေဆိုတာတွေပါသူတိုးတက်လာတာတွေကိုကျွန်တော်မြင်ရတယ်ဗောအင်းဒီလိုခြေသွမ်းနေသူ့စီကနေပြီးတော့ပြင်မြင်ရဖို့အတွက်ပေါ့နော်ဒီကစားမှာဘယ်လောက်ကျူးစားခဲ့တယ်လဲဆိုတော့ဆိုတာကိုပြသဖို့အချက်လက်တွေကျွန်တော်တို့မှာအကုန်ရှိတယ်ပေါ့နော်ကက်ဆမဲရိုက တခြားကစားသမားတွေတော်တော်ကောင်းတဲ့ဥမာတစ်ခုဖြစ်တယ်ဗောဗျာဒါအပြင်လူငယ်လေးတူဘီကိုလျာနဲ့ပတ်သက်ပြီးတော့လေတူဘီကိုလျာတော်မှာဗောနော်တခါတလေမှာသူရှိမှာကစားခဲ့တာတွေကျွန်တော်ရှိတယ်ဗောဒါပေမဲ့လို့ကက်စမဲရိုကိုခြံထားဖို့ကျွန်တော်တို့အနေနဲ့ဗောနော်ဒါ imminent ခိုင်းနေပြီဗောပြောချင်တာကတော့အရင်တုန်းကဆိုလို့ရှိရင်ကက်စီအခြေအနေမကောင်းသေးတဲ့အခါကျတော့ကက်စီကိုကြော်ပြီးတော့နော်တူဘီကိုလျာကတော့မှဒီထည့်သုံးရတဲ့အခါတွေရှိတယ်ဗောဒါပေမဲ့လို့အခုကကက်စမဲရိုကိုအရန်ကုန်ကိုထားဖို့တော့မှကျွန်တော်တို့ဗောနော် ခက်ခဲရှိနေပြီးတော်တော်လေးစဉ်းစားနေရပြီ။ဒါကြောင့် Manchester United ကစားမအကုန်လုံးအတွက်ကတော့ဒါဟာသင်ခန်းစာတစ်ခုပဲပေါ့နော်။ပြီးခဲ့တဲ့ဟိုအတိတ်ကာလတုန်းကဟာတွေပဲဖြစ်ဖြစ်နော်လက်တလောကာလတုန်းကဟာတွေပဲဖြစ်ဖြစ်အချင်းကြီးတွေမကောင်းမှုဆိုလို့ရှိရင်အချင်းကြီးကောင်းတစ်ခုပြန်ပြီးတော့လှုပ်ပြနိုင်နေဆိုလို့ရှိရင်အသင်းမှာပြန်ပြီးတော့ကစားကွန်တွေရမယ်ပေါ့နော်။အရာအလုံးကသူ့လက်အောက်မှာအချိန်မီရွေးဆိုသူတို့ပြောင်းလဲသွားနိုင်ခြင်းရှိတယ်ဆိုပြီးတော့သူပြောထားတယ်အဲ့တော့ဒါကဗျာကျွန်တော်တို့ဒီလက်ရှိအငှားသွားကစားနေတဲ့ကစားမားတွေတွေဥပမာပဲအန်တိုနီဆန်တိုးစ်တို့ပဲဖြစ်ဖြစ် နော်မာလာစီယာတို့ပဲဖြစ်ဖြစ်မာလာစီယာတော့မထင်တော့ပါဘူးနော်ဂျီဒန်ဆန်ဂျူလည်းမထင်တော့ဘူးစပါတော့ရက်ရှ်ဖူတို့ပဲဖြစ်ဖြစ်ပေါ့နော်အဲဘယ်လိုပြောမလဲအချီနီကအသင်းတွက်ဘယ်လိုပြောမလို့ဒါဒီကဗျာအဲသူကတော့အချီနီမကောင်းဘူးဆိုအချီနီပြန်ကောင်းလာနေဆိုလို့ရှိရင်ပေါ့နော်ချက်ချင်းပြန်နေရပြီးမှာပဲဆိုတဲ့သဘောပေါ့ဗျာဆိုတော့လက်ရှိမှာဂက်စမီရူကြီးကစားနေတာကိုကြည့်ရင်ကျွန်တော်ကောင်းသိနိုင်တယ်နော်ဆိုတော့ဒါကြောင့်အဲ့ဒီကစားမားတွေဒါပြန်ကောင်းလာမယ်ဆိုရင်နေရာရနေဆိုရင်ရှိတယ်ဗောနော်ဒါပြင်ကက်စမဲရိုအနေနဲ့ဗောနော် အမြဲတမ်းသိတယ်မလားနော်အာတောက်လျှောက်ပြီးလွားနေဖို့အချိန်ပြည့် hybridizing လုပ်နေဖို့မလွယ်ဘူးဆိုတာကိုကျွန်တော်တို့ကနားလည်ထားတယ်ပေါ့နော်သူနဲ့အပြန်လည်နားလည်ပြီးတဲ့နောက်မှာတစ်ခါတလေနောက်ခံကစားမ၃ယောက်ကိုထားပြီးတော့နော်သူ့ကိုလည်းကျွန်တော်တို့ဒါခံစစ်၄ယောက်တန်းခံစစ်ပြထားတာမျိုးတွေလည်းကျွန်တော်ရှိတယ်ပေါ့ဝင်းဘက်တွေက hybridizing တက်တာပိုကောင်းတယ်သူ့ကို hybridizing မတက်ခိုင်းတော့ဘူးပေါ့ကျွန်တော်တို့ဒါလေးသတိထားမိတယ်သူသဖြင့်အဲအဓိကဗျာအသင်းက3421ကစားတယ်ဆိုပြီးတော့ hybridizing သွားတဲ့ခါဒီမှာဆိုလို့ရှိရင်ကွင်းလေကစားမတွေကလည်း ်သူကမန်တူမန်ကက်ပြီးတော့လုံးဝသွားရခါလေးကျွန်တော်ရှိတယ်အခုကကျတော့အဲ့လိုတွေမဟုတ်တော့ဘဲနဲ့ပေါ့နော်ကက်စမဲလိုရဲ့ limit ကက်စမဲလိုရဲ့ကစားပုံကိုဟိုနီးပြကကောင်းကောင်းသွားပေါက်လိုက်တဲ့ချင်းကြီးမှာကျွန်တော်အားလုံးသိတယ်ဒါပေမဲ့ကက်စမဲလိုကနောက်ကိုပြန်ပြီးတော့ပြီးတာတွေနောက်ကိုပြန်လိုက်တာတွေဆိုလို့ရှိရင်တော့မပြေးနိုင်တော့ဘူးမပြေးနိုင်တော့ဘူးမပြေးနိုင်တော့ဘူးဆိုတော့ဘလုံးမအခြေအနေမကောင်းဘူးပေါ့နော်ဒါအပြင် defensive ကစားတဲ့ခါလေးဆိုလို့ရှိရင်လည်းပြိုင်ဘက်ကအဲ့လိုမျိုး transition တွေရောက်လာပြီဆိုလို့ရှိရင်တယောက်ချင်းတယောက်ဒီမှာ Casemiro ကိုကြိုးရတာတွေဒါလွယ်တာ ဟာအဲ့လိုမျိုးကြောင့်နီးပြကတော့ကက်စမေရိုကို high pressing တွေဘာတွေမခိုင်းတော့ဘဲနဲ့ဝင်းဘက်ကစားသမားတွေကိုပဲအဓိကထားပြီးတော့ဒါ high pressing တွားခိုင်းတဲ့ပုံစံမျိုးပါကက်စမေရိုမလုံနိုင်တာတွေကိုကျွန်တော်ရက်တန့်လိုက်ပြီးတော့သူလုံနိုင်တဲ့အခြေအနေတွေကိုပဲပို့ပြီးတော့တောင်းအောင်ပေးလိုက်တဲ့ပုံစံမျိုးပဲအဲ့ကြောင့်နောက်ပိုင်းမှာကက်စမေရိုကတော်တော်ကိုဟုတ်လာတယ်ဆိုပြီးတော့ဗောနော်ကျွန်တော်မြင်ကြရတယ်ပေါ့ဗျာဒါကိုသူပြောထားတယ်အဲဆိုတော့เนาะအခုလက်ရှိအာတူးတက်လာတာတွေကဗောနော်ဘလူးပဲပြောပြော ကျွန်တော်နေတဲ့ဒီကက်စမဲတို့ကိုပဲ credit ပေးရမှာပဲပေါ့သူကတကယ်ပြန်ပြီးတော့ကြိုးစားထားတာကိုဗာညာပေါ့ဗျာထားပါတာတော့ဒါအပြင်ကျွန်တော်နေတဲ့ဒီဆက်ပြီးတော့ပြောထားတာကအဲအဲ့ဒီမှာတော့ဗောနအခက်ခဲဆုံးကစားမားတွေအနေနဲ့ဗောနဒီပြောရမယ့်ဆိုလို့ရှိရင်တနင်္ဂနွေနေ့မှာဗောနကစားလို့ရှိရင်ဂျာတာမဒီနေ့မှာလည်းကစားနိုင်နေဆိုတာကိုကျွန်တော်နားလည်ဖို့ပဲပေါ့ပြီးလို့ရှိရင် Manchester United မှာပွဲတိုင်းဟာအရေးကြီးတယ်ဆိုတာကိုကစားမားတွေကောင်းကောင်းသိထားမယ်သိထားတဲ့အတိုင်း ပြသလဲပြသနိုင်ရမယ်ပေါ့ပရီးမီးယားလိမာကကျွန်တော်ရရှိတဲ့အဆင့်လက်ရှိဇယားအခြေအနေမှာဆိုလို့ရှိရင်ဒါဘယ်လိုပြောလဲဇယားအခြေအနေမှာမူပြီးတော့ဝင်ငွေကောင်းတယ်ဝင်ငွေဝင်ငွေအခြေအနေဟန်တယ်ပေါ့ဗျာဒါကြောင့်နော်အဆင့်14ပဲဖြစ်ဖြစ်အဆင့်73ပဲဖြစ်ဖြစ်အဆင့်12ပဲဖြစ်ဖြစ်အဆင့်17ပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ပေါ့အရေးကြီးတယ်ပေါ့နော်အဆင့်တက်ဖို့ကအရေးကြီးတယ်124လည်းဟုတ်ချင်မှာဟုတ်မယ်ပေါ့ဗျာအဆင့်တက်ဖို့ကအရေးကြီးတယ် ဒါအပြင်ကိုအသင်းရဲ့ဂုံသိခါတွေကျွန်တော်တိုက်ပွဲဝင်ရတာလည်းဖြစ်တဲ့အတွက်ကစားမားတွေကဓာရီကိုနားလည်ထားဖို့လိုတယ်ပေါ့ကျွန်တော်တို့မှာပရီးမီးယားလိမှာဘာမှတိုက်ပွဲဝင်စရာမရှိဘူးဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဒုတိယကြောပွဲရှိနေတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့မှာဒီပွဲကတကယ်ကိုအရေးကြီးတယ်ပေါ့နော်ဒါကိုသူပြောထားတယ်အဓိကကကျွန်တော်တို့အတွက်ဒီအဲ့ဝင်ငွေကဟုတ်တော့ဟုတ်တယ်ဗျဝင်ငွေကဟုတ်တယ်ဆိုတော့ပရီးမီးယားလိမှာသူက ါပါတော့ဒီအဆင့်အဆင့်အပေါ်မှာမူတည်ပြီးတော့ပိုက်ဆံရတာကိုအရင်ကြီးကွာဟတာမျိုးမဟုတ်ပေမဲ့လည်းလို့အဆင့်အပေါ်မှာမူတည်ပြီးတော့ပိုက်ဆံရတာပေါ့နော်ဆိုတော့အဆင့်ဆက်လေးဆိုလို့ရှိရင်ဆက်လေး15ဆိုလဲ15တည်တယ်မလားနော်73စနစ်ဘယ်လိုပဲဖြစ်ဖြစ်တဆင့်မြင့်လေးပိုက်ဆံပူရလေးပဲဆိုတော့ငွေကြီးပိုင်းခက်ခဲနေတဲ့ကျွန်တော်တို့အတင်းအတွက်ပရီးမီးယားလိနောက်တစ်ဆင့်ကိုတက်ဖို့ကလည်းအင်မတန်ရည်ကြီးတဲ့အဲ့မှာပါတယ်။ဒါမျိုးလို့ကျွန်တော်ကတော့ဗျာယူရိုပါလိဖလားရဖို့လောက်ထိတော့ရည်ကြီးတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ဟိုဘယ်လိုပြောမလဲယူရိုပါလိရတဲ့ဝင်ငွေကတော့ကျွန်တော်အဲ့လောက်ကောင်းကြီးမှာတော့ကောင်းမယ်ပေါ့ဗျာ။ တိုးတိုးလည်းပဲယူရိုပါလိရပြီဆိုရင်ချန်ပီယံစ်လိဝင်ခွင့်ရမယ်ချန်ပီယံစ်လိမှာဆိုလို့ရှိရင်ရှစ်ပွဲကစားရတယ်ဆိုလို့ချင်းကဝင်ခွင့်ကမနေဘူးဖြစ်သွားမှာနော်နောက်တစ်ဆင့်တက်လို့ရှိရင်နောက်တစ်ဆင့်ပတ်စံဝင်ဦးမှာဒါမျိုးပေါ့ဆိုတော့ချန်ပီယံစ်လိပြိုင်ပွဲကအင်မတန်ရေးကြီးပါတယ်အဲ့ဒီတွေယူရိုပါလိပြိုင်ပွဲကလည်းကျွန်တော်ဖိုင်နယ်တက်ဖို့ကလည်းအရေးကြီးတယ်ဒါကြောင့်ပေါ့နော်အဆင့်တက်ဖို့ကလည်းကျွန်တော်တို့အနေနဲ့ short တွက်လို့မရတာမှန်ပြီမဲ့လေလို့ပိုအရေးကြီးတဲ့အရာကိုအာယုံဆိုင်တဲ့လို့ကျွန်တော်ထင်တယ်ဒီ exam တွေ race you လို့မတင်တာတွေကိုကျွန်တော်တို့ရက်ထားတဲ့လို့ကျွန်တော်ယူဆတယ်ပေါ့နော် ဒါပေမဲ့လို့ဒါတွေကသူတို့ကပို့ပြီးတော့ကျွန်တော်တို့ဒါတတိထားမိတဲ့အချိန်မျိုးမှာဒီ brand phone နဲ့ပွဲစဉ်တဲ့တချို့ကစားမတွေအနားပေးလာဖို့မျှော်လင့်ရမှာပဲเนาะဆိုတော့ညီကလေးတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲနီးပြားဖြစ်သူအနေနဲ့မာဇာဗီတို့ပါတော့မကစားနိုင်မယ့်အပေါ်မှာဘယ်ကစားမတွေကိုပွဲထွက်ခွင့်ပေးလာမလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများတင်ပါတယ်